ကဲကောင်းပြီခွန်ကြီးတို့တွေတကယ်အရေးကြီးတာကဩကတလောကကြီးရဲ့အဆုံးကိုရှာဖို့အရေးကြီးတာလားကိုယ်သင်္ခါရလောကရဲ့အဆုံးကိုရှာဖို့အရေးကြီးတာလားသင်္ခါရလောကရဲ့အဆုံးကိုရှာရမယ်တဲ့မြတ်စွာဘုရားလောကဆိုတာဟာဘာကိုလောကလို့ခေါ်တာတုံးလို့ထပ်ဆင့်ပြီးတော့စဉ်းစားလိုက်တဲ့အခါမှာလောကရဲ့အဓိပ္ပာယ်ကိုဖွင့်တဲ့အခါမှာ လောဇတိပလောဇတိတိလောကောလောဇတိပျက်စီးနေတယ်ပလောဇတိအမြဲပျက်စီးနေတယ်ဒါကြောင့်လောကောလောကလို့ခေါ်တာလောကရဲ့စကလုံးရဲ့အတိဘယ်ကိုကပျက်စီးခြင်းလို့အတိဘယ်ရတယ်ပေါ့ပျက်စီးနေတာဖြစ်လာပြီးတီးနေမှာမဟုတ်ဘူးဖြစ်လာပြီးပြက်သွားမှာလို့ပြောတာเนาะပြက်နေတယ်အဖြစ်မရှိဘဲနဲ့တော့ပြက်တယ်လို့ပြောလို့ပဲရမ ဖြစ်တာတွေကတီးမနေဘူးပြက်တယ်လို့ပြောတာเนาะအဲ့ဒါပြင်လောကဆိုတာဘာကိုပြောတာတုံးဆိုသင်္ခါရလောကဆိုတာဘာကိုပြောတာတုံးလို့ကောက်ချက်ချကြည့်တဲ့အခါကျတော့ဒီခန္ဓာ၅ပါးကိုပဲပြောတာပဲခန္ဓာ၅ပါးဟာအကြောင်းတရားကြောင့်ဖြစ်လာပြီးဘာဖြစ်လဲပြက်သွားတာပဲအဲ့ဒီပြက်သွားလို့ခန္ဓာ၅ပါးကိုလောကလို့ခေါ်တယ်တဲ့အဲ့ဒီလောကကြီးရဲ့အဆုံးရောက်အောင်သွားရမယ်လို့ပြောတာ မဆုံးဘူးဆိုလို့ရှိရင်ဥခြင်းနာခြင်းသိခြင်းဆိုတာတွေကဒုက္ခတွေကအဆုံးသတ်မှာမဟုတ်ဘူးတဲ့လောကရဲ့အဆုံးကိုမရောက်ခဲနဲ့ဥခြင်းနာခြင်းသိခြင်းကဆုံးတာဆိုတာမရှိနိုင်ဘူးအေးဒါကြောင့်မို့လို့ခန္ဓာ၅ပါးရဲ့ဒီမမြဲတဲ့သဘောတရားတွေကိုရှုမှတ်ဖို့ရအတွက်မြတ်စွာဘုရားကနံပါတ်၁သစ္စာ ဖြစ်တဲ့ဒုက္ခသစ္စာကိုခေါ်တယ်ဒီတောက်တံမှာလောကလို့ဆိုတဲ့နာမည်နဲ့ဟောတယ် ဒီလိုမှတ်ရဒုက္ခသစ္စာကိုပဲလောကဆိုတဲ့နာမည်နဲ့ဟောလိုက်တယ်ခန္ဓာကိုပြောတာအာယတနာကိုပြောတာဓာတ်ကိုပြောတာခန္ဓာအာယတနာဓာတ်ကိုဖယ်လိုက်ရင်လေလောကဆိုတာရှိမှမရှိပဲကိုအေးအဲ့ဒီလောကကြီးကိုလောကကြီးရဲ့သဘာဝကိုမြင်အောင်ကြည့်ရဘာနဲ့မြင်အောင်ကြည့်မလဲဆိုလို့ရှိရင်မဂ်ရှင်ပါအကျင့်တရားကိုပွားများအထုတ်ပြီး စိတ်စွမ်းအားတွေအသိဉာဏ်စွမ်းအားတွေတမာရီစွမ်းအားတွေကိုမြင့်တင်ပြီးတော့ဒါနဲ့ပဲကြည့်ရမှာပဲအဲ့ဒီစွမ်းအားတွေကဘယ်မှာရှိတုံဆိုရင်ဒီခန္ဓာထဲမှာပဲရှိတာပဲအပြင်ကလာမှာမဟုတ်ဘူးเนาะကိုယ့်ရဲ့အသိဉာဏ်တွေကိုကိုတိုးတက်လအောင် လုပ်ရမယ်အသိဉာဏ်တိုးတက်လအောင်လုပ်ဖို့အတွက်မြတ်စွာဘုရားကနံပါတ်1သမာဝါစာသမာကမ္မန္တသမာအာဇီဝဆိုတဲ့ကုချင်းသီလပေါ်မှာအခြေခံတဲ့ ကိုချင်းတိလအခြေခံပြီးတော့ဂျိုးပန်းအထုတ်ပါတဲ့တမဝါယာမဂျိုးပန်းအထုတ်တဲ့ကံမှာတတိဆွဲမြဲစွာထားပါတမသတိစိတ်တက်ကလေးတည်ငြိမ်အောင်ဂျိုးစားပါတမသမာတိမှန်မှန်ကန်ကန်စဉ်းစားပါတမသင်္ကပ္ပအမှန်မြင်လာလိမ့်မယ်တမဒိဋ္ဌိဟောမဂ်ကင်၈ပါးပဲအဲ့ဒီမဂ်ကင်၈ပါးနဲ့လောကရဲ့သဘာဝကိုမြင်အောင်ကြည့်သစ္စာ၄ပါးအရင်နာမည်နဲ့ပြောမယ်ဆိုလို့ရှိရင် မဂ္ဂင်၈ပါးနဲ့ဒုက္ခကိုရှုတာအဲ့တော့ဝိပဿနာတရားအထုတ်တယ်ဆိုတာဘာကိုရှုတာတော့ဆိုရင်ဒီဒုက္ခကိုပဲရှုတာပဲဒါဝိပဿနာရဲ့အာယုံကိုပြကျင်လို့မြတ်စွာဘုရားကဒုက္ခသစ္စာကိုအရင်ဆုံးဟောတာပဲအဲ့ဒါလို့မေဃသစ္စာလို့ခေါ်တဲ့လောကဏိရောဓဂာမိနိပฏิပဒာဒီအကျင့်ကိုထူထောင်ပြီး ဘယ်မှာအလုံးလို့ရမလို့ဆိုလို့ရှိရင်လောကဆိုတဲ့ခန္ဓာပေါ်မှာအလုံးလို့တဲ့အဲ့ဒါလို့ခန္ဓာပေါ်မှာအလုံးလို့လို့ခန္ဓာရဲ့သဘာဝတွေကိုသိလိုက်တဲ့အခါကျတော့ထိုခန္ဓာပေါ်မှာအတွေ့အတာရှိသေးလားအတွေ့အတာ ပြတ်သွားပြီဆိုတာဟာလောကသမုဒိယလောကကိုထုတ်လုံနေတဲ့အတွေ့အတာ သမုဒိယသစ္စာကိုဖယ်ရှားလိုက်ခြင်းပဲဖြစ်တယ်ဗော။ ဖယ်ရှားလိုက်ပြီးတော့ဆိုက်ရောက်သွားတာကဘာလို့ဆိုရင်ထုတ်လုပ်တဲ့အကြောင်းတရားကင်းသွားပြီဆိုလို့ရှိရင်ဆက်လက်ဖြစ်ပေါ်မှုရှိပါအောင်မလားမရှိတော့ရင်ခြုံငိမ့်သွားတာပေါ့အဲ့ဒါကိုလောကနေရောတာလို့ခေါ်တာပဲအဲ့တော့လောကရဲ့အဆုံးကိုရောက်ချင်လို့ရှိရင်တဲ့အတွေ့အတာဆိုတဲ့သမှုရိယကိုဖယ်ရှားမှာဖြစ်ပါလေသမှုရိယကိုဖယ်ရှားခြင်းလို့ရှိရင်နံပါတ်1သစ္စာ ဖြစ်တဲ့လောကသို့မဟုတ်ဒုက္ခသစ္စာကို မှတ်အောင်မြင်အောင်ကြည့်ရမယ်ဒုက္ခရဲ့သဘောကိုမှတ်မှတ်မြင်ပြီဆိုလို့ရှိရင်ထိုဒုက္ခကိုထုတ်လုပ်နေတဲ့အတွေ့အတာဆိုတာကိုယ်တဏ္ဏမှာကင်းပြတ်သွားလိမ့်မယ်ကင်းပြတ်သွားခြင်းဖြင့်ဒုက္ခကိုမထုတ်လုပ်တော့ဘူးဒုက္ခကိုမထုတ်လုပ်သည့်အတွက်ကြောင့်ကိုရလိုက်တာဘာလို့ဆိုရင်ဒုက္ခនិရောဓလောကនិရောဓအောင်အဲ့တော့သစ္စာလေးပါးဆိုတာဝိပဿနာလုပ်ငန်းစဉ်ကြီးကိုအကျဉ်းပြောတာပဲ ရှင်သာရိပုတ္တရာဒါလေးနဲ့ပဲသောတာပန်ဖြစ်သွားတာပဲအကြောင်းနဲ့အကျိုးအဲ့ဒီမှာဒုက္ခဆိုတာလက်ရှိ ဖြစ်ပေါ်နေတဲ့ခန္ဓာတွေသမုဒိယဆိုတာအဲ့ဒီလက်ရှိဖြစ်ပေါ်နေတဲ့ခန္ဓာတွေရဲ့အကြောင်းတရားပဲအဲ့ဒီနှစ်ခုလုံးငြိမ်းသွားတာဒုက္ခနဲ့သမုဒိယနှစ်ခုစလုံးမဖြစ်တော့တာကိုဒုက္ခនិရောဓလို့ခေါ်တာပဲနိဗ္ဗာန်ဆိုတာဥပိ္ပန္နအပ္ပဝတ္တိ နိရောဓောတဲ့ဥပိန်နံဒုက္ခသစ္စာသမုဒိယသစ္စာဒုက္ခနဲ့သမုဒိယနှစ်မျိုးတို့ဤအပ္ပဒိအဖြစ်ရဆိုင်သွားခြင်းဟာနိဗ္ဗာန်ံနိဗ္ဗာန်ပဲဟောအကြောင်းလဲရဆိုင်သွားတယ်အကျိုးလဲရဆိုင်သွားတယ်ဘာဖြစ်လို့အကျိုးကအကြောင်းကရဆိုင်တာတော့အကြောင်းကိုပယ်သလိုက်တယ်အကျိုးပယ်သလိုက်အကြောင်းကိုပယ်သလိုက်သည့်အတွက်ကြောင့်အကျိုးလဲရဆိုင်သွားတယ်